အားလုံးပဲမင်္ဂလာပါဒီနေ့တရားသမက်သင်ခန်းစာကတော့အခန်း1လေ့ကျင့်ခန်းတရားသမားလေးကနံပါတ်1နှစ်ဖြစ်ပါတယ်ဒီမှာကကျွန်တော်ဒီခန်းမှာကကျွန်တော်ပကတိတန်မှုရှာတာဖြစ်ပါတယ်ပေါ့နော်အဲပကတိတန်မှုဆိုတော့ကျွန်တော်နော် -8/3 ဆိုရဲနော်နော်အဲ့ဒီမှာကျွန်တော်ရာရှင်နယ်ဂိမ်းတစ်ခုကိုဖော်ပြတယ်မြားရဲ့အလျားကိုအဲ့ဒီဂိမ်းရဲ့ပကတိတန်မှုလို့ခေါ်ရလို့ကျွန်တော်အရင်ကသင်ခဲ့ပါတယ်ဟုတ်ပြီနော် ဲပကတိတံမိုးကျတော့ modulus ထဲမှာကျထည့်လိုက်ရတယ်နော်တင်ကြတာအပြင်နော်အချောင်းလေးဒီနော်ဒီအချောင်းလေးနှစ်ချောင်းထဲမှာကျတော့ထည့်လိုက်ရလို့ရှိရင်ဒါကပကတိတံမိုးအဲ့ဒါလေး modulus ခေါ်ပါတယ်နော်ဒါဆိုရင် minus 8 by 3ကိုကျတော့ပကတိတံမိုးချပါဆိုရင် minus 8 by 3ကို modulus ထဲကိုထည့်လိုက်မယ်ထည့်တဲ့ကောင်မှာသူ့ရဲ့ဖြေကဘာရလဲဆိုရင်အနုတ်တွေဘာလဲဆိုလို့ရှိရင်လည်းအပေါင်းဖြစ်သွားရပါတော့အပေါင်းဆိုရင်အပေါင်းပဲပေါ့နော်ပြောမယ်ဆိုတော့ပကတိမူလတံမိုးရသွားတာပါနော်မူလတံမိုးပြန်ရသွားတဲ့ကိန်းကိုအဲ့ဒါကိုပကတိတံမိုးလို့ခေါ်ပါတယ်ပေါ့နော် ဥပမာဆိုရင် minus 8 by 3ကို modulate တက်တဲ့ခါမှာဒီလို minus ကပြပြီးတော့8 by 3တက်သွားပါတယ်ဗျာနော်လက္ခဏာတွေမရှိတော့ဘဲနဲ့8 by 3တက်သွားပါတယ်နောက်တစ်ခုက4ကိုလည်းအတိုင်းပဲ modulate တဲ့ကိုထည့်လိုက်တဲ့ခါမှာလည်း4ကလည်းမဖြစ်တာတော့အဲ4ပဲပြန်ရတယ်ဗောနော်အနှုတ်လေးလည်း4ပဲပြန်ရမယ်ဒီအပေါင်းလေးလည်း4ပဲပြန်ရတယ်ဗောနော်အဲ့ဒါကိုကျွန်တော် query တက်မှုရှာလို့ခေါ်တာပါအဲ့က -3 by 2ပေါ့နော်3 by 2မှာလည်းအတိုင်းပဲကျတော့ဒီ modulus တဲ့ကိုထည့်လိုက်ပြီးဆိုတာနဲ့သူက3 by 2ဖြစ်သွားတယ် နော်ဒီချေရှိရအနှုတ်ကလက္ခဏာရမရှိတော့ဘူးနော်လက္ခဏာအနှုတ်ကမရှိတော့ပါဘူးဟုတ်ကဲ့ဇီရိုပွိုင်းအဲ့လေအတိုင်းပဲဒသမဂိန်းကိုလည်းဇီရိုကမော်ဒူလာတဲကိုထည့်လိုက်တဲ့ခါမှာသူ့ရဲ့မူလာဂိန်းပဲပြန်ရပါတယ်ဇီရိုပွိုင်းအိတ်ပဲပြန်ရတယ်နောက်က -1.25 ဆိုလို့ရှိရင်လည်းဇီရိုမော်ဒူလာတဲကိုထည့်လိုက်တဲ့ခါမှာ-ပြပြီးတော့1.25ပြန်ရတယ်ပေါ့နော်ဒါကအဲပကတိတန်မှုရဲ့အကြောင်းပါပဲပကတိတန်မှုဆိုတာကကျွန်တော်တို့နော်ရာရှင်နယ်ဂိမ်းတစ်ခုကိုပေါ်ပြရတဲ့မြားရဲ့အလျားပေါ့နော်မြားရဲ့အလျားအဲ့ဒါကိုပကတိတန်မှုလို့ခေါ်ပါတယ်တဲ့နော် ကိတ္တမိုးလေးကိုအဲပကိတ္တမိုးရဲ့တင်ကြရတာကျတော့ modulus လို့ခေါ်ပါတော့တင်ကြရအောင် modulus လို့ခေါ်ပါတယ်အဲကျွန်တော်တို့နံပါတ်1ကိုသွားပါမယ်နံပါတ်1ကတော့ operatory ကိတ္တမိုးများကိုကြီးစင်ငယ်လိုက်စီရေးပါတယ်နော်နံပါတ်ကကြီးမှာ -9.4 11.3 -2 1.2 -13.6 2 3.4 2 3.5ဆိုနော်အဲ့လိုပေးထားတယ်အဲ့ဒါကိုကျတော့ပကိတ္တမိုးရှာမယ်ရှာပြီးတော့မှကြီးစင်ငယ်လိုက်ပြင်ဆင်ရမှာပေါ့နော်ပထမဆုံး -9.4 modulus တဲ့ကိုထည့်လိုက်တယ် အဲ့ဒီကျတော့ဘယ်ရလဲသူ9 by 4ပြင်ရတယ်အဲ့ဒီ9 by 4ကိုကျတော့အကောင်လုံးပိုင်းကြီးတွေကြီးတဲ့ကမှာပိုင်းကြီးတွေအကောင်လုံးစနစ်ပြောင်းလို့မရတယ်ဒါပေမဲ့ပိုင်းကြီးစနစ်ပြောင်းလို့နော်လေးကို3နှစ်မြောက်တော့စနစ်ရတယ်ပိုင်းကြီးကို၄နှစ်မြောက်ရင်ပိုင်းကြီးကို3နှစ်မြောက်ရင်ပိုင်းဝင်ကိုလည်း3နှစ်မြောက်တော့3 6 29နော်အဲကြောင့်မလို့ဒီပရမတ်လုံးတစ်ခုကိုပါဒီလိုမျိုးတစ်ခါတက်ရတယ်ပေါ့နော်နောက်တော့ဒါတစ်ခုကကျတော့ level mind 3 level mind 3ကိုကျတော့ modulus ရက်ထဲတဲ့ခါမှာအဖြေကတော့ level mind 3ပဲပြင်ရပါတယ် ဘိုင်းရီစနစ်ပြအောင်ဒီလိုအကုန်လုံးကြီးစင်ငယ်လိုက်စီတဲ့အခါမှာနော်နှိုင်းရှင်တဲ့အခါမှာဘိုင်းရီတူမှနှိုင်းရှင်လို့ရတာဖြစ်တယ်တဲ့ဘိုင်းကြီးညှိလိုက်ပါမယ်။ဒါဆိုရင်သုံးလဲစနစ်ပြအောင်လေးနဲ့မြောင်ရင်ဘိုင်းဝင်လေးလေးနဲ့မြောင်မယ်။ဒါဆိုရင်44 by tray ရပါတယ်။နောက်တစ်ခုကတော့ -2m2 -2m2 ကိုကျွန်တော်မော်ဒူလာတွေထည့်တဲ့အခါမှာ -m ပြပြီးတော့ 2m2 လို့ဖြစ်သွားပါမယ်။နောက်အဲ့ဒါလို့ရှိရင်ကျွန်တော်ကနော်နှစ်နေလေးဟိုနော်အမအဲကိန်းရောဘိုင်းကြီးလူဖွဲ့မယ်။ဖွဲ့လို့ရှိရင်ကျွန်တော်ဘိုင်းကြီးညှိမယ်စနစ်ပြအောင်လုပ်တဲ့အတွက်နှစ်ကို6နဲ့မြောင်မယ်။ နော်နှစ်ကို6နဲ့မြောက်တာစနစ်ရတယ်ဒါကငါ့ကိုလည်းနော်ပေါ်ပိုင်းကိုလည်းငါနဲ့6နဲ့မြောက်တဲ့ခါမှာ65လီ30ပါနောက်တစ်ခုက minus 30ပိုင်းစေးသူလက်တိုင်းပဲကျိုးကလီလက်တွေထည့်လိုက်တဲ့ခါမှာအဲ30ပိုင်းစေးရပါတယ်အဲ့ဒါကိုကျိုးဘိုင်းညင်ညိမယ်6ကိုနည်းနည်းမြောက်မယ်နော်စသုံးကိုလည်းနည်းနည်းမြောက်တော့26 by 12ရပါတယ်နောက်က24 by 23 by 4သူလက်တိုင်းပဲကိန်းရောကျိုးကဘိုင်းကင်းဖွဲတဲ့ခါမှာဘိုင်းကင်းခုဖွဲတဲ့ခါမှာ၄နဲ့၄ရှေ့ ဟိုအရင်ဆုံး modulo တွေထုတ်လိုက်တယ်ပေါ့နော်ဘွေးတမုံရှာရဲရှာပြီးတော့ရှင်တို့ဂိမ်းတို့ပိုင်းဂိမ်းတို့ဖွဲ့မယ်ပိုင်းဂိမ်းတို့ဖွဲ့ပြီးလို့ရှင်ဘာလို့ရမလဲဆိုရင်ပိုင်းညီညီနော်သုံးနှစ်မြောက်မှာဆိုရင်စနစ်ရတယ်ပိုင်းကြီးကိုသုံးနှစ်မြောက်ပိုင်းဝင်လည်းသုံးနှစ်မြောက်ပေါ့နော်ဒါတော့သူတို့ရင်ကျတော့ကြီးစင်ငယ်လိုက်ရှူရပါပြီနော်တမုံမြောက်ကြီးစင်ငယ်လိုက်စင်မှာကားတယ်နော်အဲ့ဒီမှာကျတော့အကြီးဆုံးက44 by 12 44 by 12ရဲ့မူလကိန်းကကြာဘယ်တော့တော့အဲ modulus 11 by 3ပါနော်အရင်ဆုံးရေးမယ်အဲ့ကလေ44ပြီးရင်ဘာလို့လဲဆိုရင်33 33ကကျတော့ မော်ဒူလ2 3/4ဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကားနောက်ပြီးတော့ပါလဲဆိုလို့ရှိရင်အဲဟိုဟာ30/3ပါ -2 1/2ပါနော်မော်ဒူလ10မှာထည့်တယ်30ပြလို့ရှိရင်ဒီလိုကဘယ်လောက်လဲဆိုတော့20ခွန်ပါ20ခွန်ဆို -9/4 အဲအငယ်ဆုံးလေးရကြတော့ဘယ်လောက်လဲဆိုရင်26ပါ -30/6 ပါအဲ့လိုမျိုးစဉ်းလိုက်လေးရေးလိုက်ရပါပြီပေါ့နော် နောက်တစ်ခုကနမက်ခါဝေးပါနမက်ခါဝေးမှာတဲ့အတိုင်းပဲ40 by 3 minus 10 by 6 minus 40 by 6 minus 22 by 9 11 by 2ပေါ့နော်ဒါတွေကြဒီစီတို့ကပိုင်းကြီးဘာဖြစ်အောင်ညှိလို့ရတယ်ဆိုရင်ပိုင်းကြီးဆက်ရှိပြအောင်ပဲညှိလို့ရမှာဟုတ်ပြီနော်3ရက်6ရက်2ရက်ကတော့ပိုင်းကြီးစနစ်ပြအောင်လို့ညှိလို့ရပါမယ်ကိုကကျတော့ပိုင်းကြီးစနစ်ပြအောင်လို့မရဘူးအဲကြောင့်မို့ပိုင်းကြီးအားလုံးကိုဆက်ရှိပြအောင်လုပ်ပါမယ်ပထမဆုံး modulus ledger ကိုထည့်မယ် နောက်ထပ်ပြီးမော်ဒယ်ဂျီလက်ပြင်ပရောက်တဲ့အခါမှာ40.3ဖြစ်မယ်အဲ့ဒါကိုကျွန်တော်ကဘိုင်းကြီး16ဖြစ်အောင်ဆိုတော့36နဲ့မြောက်တယ်ဒါက16ကိုလည်း6နဲ့မြောက်တော့နော်63 16 16 84ပေါ့နော်အဲ့ဒါကွာ minus 10 minus 6 minus 10 minus 6ကလည်းအတိုင်းပဲကျလို့ပြင်ထုတ်တဲ့အခါမှာ10 minus 6ဖြစ်သွားမယ်16ဖြစ်အောင်လို့ပိုင်းကြီးကို3နဲ့မြောက်မယ်ပိုင်းဝေလည်း3နဲ့မြောက်တော့30 by 18ရပါတယ်။နောက်က minus 40 by 6လည်းအတိုင်းပဲ ဆီတို့အပြင်ထိုးလိုက်တဲ့အခါမော်လီကျူလာအပြင်ဒီကိုထိုးလိုက်တဲ့အခါမှာ40 by C ရပါတယ်။ဘိုင်းကြီး18ပြအောင်လို့3နဲ့မြောက်တဲ့အခါမှာဘိုင်းဘီကိုလည်း3နဲ့မြောက်မယ်။နော်42 by 18ရပါတယ်။ဒီကမှာね22 by 9လဲအတိုင်းပါပဲ။တို့အပြင်ကိုမော်လီကျူလာရဲ့အပြင်ကိုထိုးလိုက်တဲ့အခါမှာ22 by 9ရတယ်။18ပြအောင်လို့9နဲ့မြောက်ရင်ဟိုကဘောကဘိုင်းဘီနဲ့စနစ်ကိုလည်း2နဲ့မြောက်ပါတယ်။ဒါ44 by 18မှာနောက်တစ်ခုက11 by 2ပါနော်။11 by 2မှာလည်းအတိုင်းပဲ။မော်လီကျူလာရဲ့အပြင်ကိုထိုးလိုက်တဲ့အခါမှာ11 by 2ပဲပြင်11 by 2ပြင်ရတယ်ပေါ့နော်။ ဲ့ဒါကိုစီတို့ကနော်သူဆိုတော့ကိုးနဲ့မြောက်မှာနော်ကိုးနဲ့မြောက်တဲ့ခါမှာကိုးမြက်ပြီ78 90လေး99ပါနော်အောက်လေးက၄လေးကနော်အဲမြစ်က၄ဖြစ်နေပါတယ်နော်အဲ့ဒါလေးပြင်ပေးပါနော်အဲ့ဒါဆိုစီတို့ကြီးစင်ငယ်လိုက်စီလို့ရပါပြီကြီးစင်ငယ်လိုက်စီရင်မှာအကြီးဆုံးကဘယ်လောက်လဲဆိုရင်69 99 18မှာဒါဆိုရင်သူ့ရဲ့မူလကင်းက11.2နော်ပြရလို့ရှိရင်84 84ကတော့လေ414 3ပေါ့နော် ပြီးကြလို့ရှိရင်ဒီက44 44 minus 22 by 9 42 42ကကျတော့ minus 14 by စသူရမူလာကိန်းကိုပဲမော်လီကျူလနဲ့ပြန်ရေးခိုင်းတာပါနော်အဲအငယ်ဆုံးလေးရတာကျတော့30 by 18မှာ minus 10 by 6ပေါ့နော်သူရမူလာကိန်းကိုဒီကျတော့ဘိုင်းညီထားတဲ့ကိန်းတွေကိုမရေးရပါဘူးရှေ့ကမူလာကိန်းတွေမော်လီကျူလနဲ့တွဲပြီးရေးပြရတာပါနော်မက္ခငယ်မှာလဲ1.25 minus 3.3.5 22.3 minus 10.3 minus 7.4က 1.25ကိုကျွန်တော်အပြင်ထုတ်တဲ့အခါမှာ1.25ပဲအဲ့ဒါကိုကျွန်တော်ပိုင်းကင်းနဲ့ရေးတဲ့အခါမှာအဲ25ဆိုတာကကျွန်တော်ဒီဟာလေးသေးတယ်ပိုင်းကြီးမှာတရားခင်တော့25တရီ25 25တရားအဲ့ဒါတွေကနော်ဟိုကဲဒသမကိန်းကိုပိုင်းကြီးဖွဲ့တာတွေကရှိမှလည်းဒီချေကိုသင်ခဲ့ပြုပါပြီဟုတ်နော်အဲပိုင်းကြီးဖွဲ့တဲ့မှာ1 1 1.14အဲ့တော့ကင်းနူးပိုင်းကင်းနူးဖွဲ့တဲ့အခါမှာ5ပိုင်းလို့ရတယ်။ဒီလိုပိုင်းကြီးကပိုင်းဖြစ်အောင်ညှိမှလဲဆိုလို့ရှိရင်စနစ်ဖြစ်အောင်ညှိမှာပါ။ဒါကြောင့်မို့လို့၄၃၄စနစ်ဟို၃၅ဟို၃နဲ့မြတ်တာ၃၅၅ပါ။ ။အဲ့တော့ -3.5 လည်းအတိုင်းပဲ။ဘိုင်းကြီးက10ဖြစ်တဲ့အတွက်အဲ3 1.2ပေါ့နော်10.5ဆိုတော့ကဟိုတဝက်နဲ့ညီပါရယ်ပေါ့နော်။ဒါဆိုရင်3နဲ့ညီ6 9ပေါ့နော်။အပိုင်းကင်းလူဖွဲ့မယ်။ဖွဲ့လို့ရှိရင်6နဲ့မြောက်မယ်။စနစ်6 9လေး40နှစ်ပေါ့နော်။ဒါက2 3 2 2 2 3ဒီအတိုင်းပဲ။ကင်းရောကိုပိုင်းကင်းလူဖွဲ့မယ်။3နဲ့6 8ဆိုတော့8 3 8 3ကိုစနစ်ပြောင်းလို့4နဲ့မြောက်တယ်။4 3 2စနစ်4 8 3နှစ်ပေါ့နော်။ဘိုင်းကြီးလည်းမြောက်ဘိုင်းကြီးလည်းမြောက်ပါပါတယ်။နောက်က10 3လေးအတိုင်းပါပဲ။ ဓာတ်မှန်မိုင်းနဲ့ဓာတ်မှန်သူကိုမော်လီကျူလာစကက်အပြင်ထိုးတဲ့အခါမှာဓာတ်မှန်သူကြီးရပါတယ်။ဒါဆိုရင်ပိုင်းရင်ကြီးတဲ့အခါမှာဒီစရိုလေးနဲ့မြောက်ပြရတယ်ပေါ့နော်။နောက်တဲ့အခါမှာအပေါ်လေးလေးနဲ့တော့40ပိုင်းထွဲရပါတယ်။နောက်တစ်ခုကမိုင်းနဲ့7မိုင်4ပါ။အဲ့ဒါကိုကျွန်တော်မော်လီကျူလာစကက်အပြင်ကိုထိုးတဲ့အခါမှာ7မိုင်4ရပါတယ်။ပိုင်းရင်ကြီးတဲ့အခါမှာ3နဲ့မြောက်မယ်။ဒါဆိုရင်22 21မိုင်ထွဲ။ဒါဆိုရင်ကြီးစင်ငယ်လိုက်စီလို့ရပါပြီ။ဒီစင်ကလေးစီကမှာ42ကအကြီးဆုံးဖြစ်တဲ့အတွက်သူ့ရဲ့မူလကိန်းပြည်တယ်မိုင်းနပ်3.5ကိုမော်ဒယ်ဂျီနာရှင်းဆုံးမှာရေးမယ်။ ့အဲ42ပြီး40ပါ40က minus နဲ့ထပ်မှန်သည်နော်40ပြီးလို့ရှိရင်ကျို32 32ကကြတော့2 2ပိုင်း3ဖြစ်ပါတယ်32ပြီးတော့21ပေါ့နော်21က minus 7.4ပါအငယ်ဆုံးလေးကကြတော့15 minus 12ဖြစ်တဲ့1.25ကအငယ်ဆုံးဖြစ်ပါတယ်ဒါဆိုရင်ကျို့ရဲ့ဒိန်းတွေကိုကြီးစင်ငယ်လိုက်စီလိုပြီးပါပြီဒါဆိုရင်အဲလေ့ကျင့်ငန်းတိသမလေးကတော့ဒီဒီဒီမှာနံပါတ်1ရဲ့နေ့ကပြီးပြည်ပါပြီနော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်